အားလုံးပဲမင်္ဂလာပါ Burmese Horror Story မှကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့မှန်တွေမှာတရေတကယ်ရှိနေလားမြင်ဘူးကြလားမှန်တွေမှာတရေတွေဝင်ပူးတယ်ဆိုတဲ့အယူအဆကလူသိများတဲ့တန်တိုင်းတစ်ခုဖြစ်ပြီးယဉ်ကျေးမှုအမျိုးမျိုးမှာနှစ်ပေါင်းများစွာဆွေးမြဲနေကြတာပါဒီအကြောင်းကိုစိတ်ဝင်စားဖွယ်ရာရှင်းပြရမယ်ဆိုရင်ဒီုံနှန်းရဲ့နောက်ွယ်ကတမိုင်းကျောင်းလူတွေရဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်တွေနဲ့သိပ္ပံနီးကြရှုထောင့်တွေကိုပေါင်းစပ်ပြီးပြောပြလို့ရပါတယ်။မှန်တဲ့တရေတွေရဲ့ဆက်နွယ်မှု မန်ဆိုရာရှေးရခင်ကလေးကလှုပ်ဝက်ဆန်းကြတဲ့အရာတစ်ခုလို့သတ်မှတ်ခံခဲ့ရပါတယ်။မန်ကလူတယောက်ရဲ့ပုံရိပ်ကိုထင်ဟပ်ပြပေးနိုင်တဲ့အတွက်အဲ့ဒီပုံရိပ်ဟာလူရဲ့ဝိညာဉ်ဒါမှမဟုတ်အရေးကြီးတဲ့တစိတ်တစ်ပိုင်းဖြစ်တယ်လို့ယုံကြည်ကြပါတယ်။ဥပမာရှေးဂရီတန်တားကြီးထဲမှာနာဆက်ဆက်နာဆက်ရှင်ဆိုတဲ့လူငယ်လေးဟာရေပြင်ထဲကသူ့ပုံရိပ်ကိုမြင်ပြီးဆွဲလန်းသွားခဲ့တယ်ဆိုတဲ့ဇလန်းကဒီအယူဆရဲ့အစောပိုင်းပုံစံတစ်ခုပါဒီလိုနဲ့မန်ဟာဝိညာဉ်လောကနဲ့ဆက်သွယ်နိုင်တဲ့တကားတစ်ခုလို့လူတွေကစတင်မြင်လာခဲ့တယ်။ အထူးသဖြင့်ဗစ်တိုးရီးယားခေတ်မှာ DU စားကပိုးပြီးထင်ရှားလာပါတယ်။အဲ့ဒီအချိန်ကလူတွေဟာမန်ကိုအိမ်ထဲမှာအလှဆင်တဲ့ပစ္စည်းတစ်ခုအနေနဲ့တာမကဝိညာဉ်တွေကိုဖမ်းယူနိုင်တဲ့အရာတစ်ခုလိုလဲယူဆခဲ့ကြတယ်။တချို့ယဉ်ကျေးမှုတွေမှာလူတည်သွားတဲ့အခါအိမ်ထဲကမှန်တွေကိုအုပ်ထားကြတယ်။ဘာကြောင့်လဲဆိုတော့တည်သွားတဲ့သူရဲ့ဝိညာဉ်ကမှန်ထဲမှာပြိမိနိုင်တယ်။ဒါမှမဟုတ်မှန်ကနေတစ်ဖက်ကဘာကတရေတွေဝင်လာနိုင်တယ်လို့ယုံကြည်လို့ပါ။ဘာကြောင့်တရေတွေမှန်ထဲဝင်ပူးတာလဲ။ ဒဏ္ဍာရီတွေရတရဲတွေဟာမှန်တဲ့ကိုဝင်ပူးရတဲ့အကြောင်းရင်းတွေအမျိုးမျိုးရှိပါတယ်တချို့ကတော့သူတို့ဟာတည်ပြီးနောက်ကြံခဲ့တဲ့ဝိညာဉ်တွေဖြစ်ပြီးသူတို့ရဲ့အတိတ်ဘဝကိုပြန်လည်ခံစားချင်တာကြောင့်မှန်တဲ့ကပုံရိပ်တွေကိုအတုံးချတယ်လို့ဆိုကြပါတယ်ဥပမာမှန်ရှိမှာထိုင်နေတဲ့လူတယောက်ကိုကြည့်ပြီးအဲ့ဒီလူရဲ့အသွင်ကိုယူပြီးလူလောကထဲပြန်ဝင်လာဖို့ကြိုးစားတယ်လို့ယူဆကြတယ် နောက်တစ်ချက်ကတော့မှန်ဟာအလင်းနဲ့ပုံရိပ်တွေကိုထင်ဟပ်ပြတဲ့သဘာဝအရာစွမ်းအင်တစ်မျိုးကိုတင်စည်းထားနိုင်တယ်လို့ယူဆတာပါဒီစွမ်းအင်ကဝိညာဉ်တွေကိုဆွဲဆောင်နိုင်ပြီးမှန်ကိုသူတို့ရဲ့အိမ်ဒါမှမဟုတ်ဝင်ပေါက်တစ်ခုအဖြစ်အသုံးပြုတယ်လို့ယူဆကြပါတယ်ဒါကြောင့်ညဘက်မှန်ကြည့်ရင်တရေတွေ့နိုင်တယ်ဆိုတဲ့အယူဆလည်းပေါ်ပေါက်လာခဲ့တာပါစိတ်ပိုင်းဆိုင်ရာရှုထောင့် လူတွေကဘာကြောင့်ဒီလိုယုံကြည်မှုတွေဖြစ်ပေါ်လာတာလဲဆိုတော့စိတ်ပိုင်းဆိုင်ရာအကြောင်းရင်းတွေလည်းပါပါတယ်။မှန်တယ်မှာကိုယ်ပုံရိပ်ကိုကြည့်တဲ့အခါတစ်ခါတလေမျက်လုံးကအလိုလိုလှည့်စားခံရတတ်ပါတယ်။အလင်းရောင်မိမ့်မိအရေးတွေပြောင်းလဲမှုကြောင့်မှန်တယ်မှာထူးဆန်းတဲ့ပုံရိပ်တွေမြင်လိုက်ရတယ်လို့ထင်မှတ်မိတတ်ပါတယ်။ဒါကိုသိပ္ပံပညာရှင်တွေက paradox လို့ခေါ်တဲ့ဖြစ်စဉ်တစ်ခုနဲ့ရှင်းပြပါတယ်။ဒါဟာလူအုံနောက်ကမရေရာတဲ့ပုံရိပ်တွေကိုအတိတ်ပဲဖော်ဖို့ကြိုးစားတဲ့သဘောဝတစ်ခုပါ။ဒါကြောင့်မှန်တယ်မှာ တရေတကောင်ရက်နေတယ်လို့ထင်မြင်မိတာမျိုးဖြစ်လာနိုင်ပါတယ်။ယဉ်ကျေးမှုတွေကဥပမာတွေဒဏ္ဍာရီတွေထဲမှာမှန်တဲ့တရေဆက်ဆက်တဲ့ဇလန်းတွေအများကြီးရှိပါတယ်။ဥပမာ glory mary ဆိုတဲ့အနောက်တိုင်းဒဏ္ဍာရီမှာမှန်ရှိမှာအမိကို၃ချိန်ခေါ်ရင်တရေမတကောင် ပေါ်လာတယ်လို့ဆိုပါတယ်။ဒါဟာမှန်ကိုဝိညာဉ်လောကနဲ့ဆက်သွယ်တဲ့ကရိယာတစ်ခုလို့ယူဆတဲ့အယူအဆကိုထင်ဟပ်ပြတာပါ။အလားတူဂျပန်ဒဏ္ဍာရီထဲမှာလည်းမှန်တဲ့ကပုံရိပ်တွေကိုအသက်ဝင်လာနိုင်တယ်လို့ယုံကြည်ကြပြီး အဲ့ဒီပုံရိပ်တွေဟာတခါတလေတရေတွေဖြစ်လာတတ်တယ်လို့ဆိုကြပါဗျ။မိကုံမန်ထဲမှာတရေတွေဝင်ပူးတယ်ဆိုတာတိတ်ပန်နီးကြတက်တည်ပြနိုင်တဲ့အရာမဟုတ်ပေမဲ့လူတွေရဲ့စိတ်ကူးညံ့ယုံကြည်မှုနဲ့ကြောက်ရွံ့မှုတွေကနေပေါက်ဖွာလာတဲ့ဆွဲမက်ဖွယ်ရာအယူအဆတစ်ခုပါမှန်ဆိုတာရိုးရှင်းတဲ့ပစ္စည်းတစ်ခုဖြစ်ပေမဲ့လူတွေရဲ့စိတ်ထဲမှာလှုပ်ဝက်ဆန်းကြယ်တဲ့အရာတစ်ခုအဖြစ်အမြဲရှိနေကြတာကြောင့်ဒီလိုဇလန်းတွေမပြီးဆုံးပဲဆက်လက်တည်ရှိနေတာပါဒါကိုယုံသလားမယုံသလားဆိုတာကတော့တဲ့အပေါ်မှာပဲမူတည်ပါတယ် ဒါပေမဲ့ညဘက်မှန်ကြည့်တဲ့အခါနည်းနည်းတော့သတိထားမိသွားနိုင်ပါတယ်နောက်ထပ်စိတ်ဝင်စားဖွယ်ဗီဒီယိုများကိုကြည့်ချင်ရင် like and subscribe လေးလုပ်ပေးသွားပါဦးဗျာ။